အဲဒီကော်ဘိန်းတိုက်ပွဲမှာတော့စစ်တုံးမန်းအယောက်20ကျော်ဒီဖမ်းဆီးရမိရေပေါ့လေအာဒီစစ်တုံးမန်းနဲ့အလင်းဝင်တာနဲ့မတူဘူးပေါ့နော်ဒီနေရာမှာကြူပြောချင်တာဒီအလင်းဝင်နေဆိုတာကျွန်တော်တိုက်ပွဲမဖြစ်ခင်မှာရင်ကြိုတင်ပြီးတော့ကျွန်တော်တို့ဘက်ကိုလာရောက်ခုလုံတာဒီအလင်းဝင်တာဖြစ်တယ်အဲသူတို့နဲ့ဒီတုံမန်းနေနေရာမတူတုံမန်းနေရာကြောင့်ကျွန်တော်တို့စခန်းကိုဝင်သိမ်းဝင်တိုက်တဲ့အခါကျမှသူပြစ်ကိုပြစ်ပြစ်ကြရတယ်တကယ်တမ်းသူတို့မနိုင်တော့ဘူးထင်တော့မှလက်နဲ့ချပြီးအញ្ញံခံလာတာကျွန်တော်တုံမန်းလို့ယူဆတယ်ပေါ့နော်ဒါပေမဲ့ချွင်းချက်နေနဲ့ ဲ့မှာကလေးတငယ်တွေနဲ့အမျိုးသမီးတွေပါလာတယ်။အဲသူတို့တော့ကျွန်တော်တို့ဒီဟိုအချိန်လေးတစ်ခုနဲ့ပေါ့နော်သူတို့ဟိုအဲ့လိုလူသားချင်းဆိုင်ရပါအကုန်လုံးဝင်ပေါ့ဒီစစ်တပ်နေခဲ့ဒီဝန်ထမ်းနေရာအစားပေါ့နော်ကျွန်တော်တို့လုံလုံကျူးကျူးတစ်ခုမှမရှိဘူးသူတို့ကိုမေးစရာရှိရမေးရဲပြီးလို့ရှိရင်တေချာဟိုစောင့်ရှောက်ထားတယ်ထိန်းသိမ်းထားတယ်ပေါ့နော်ဆိုတော့ဒါကြီးနဲ့ပတ်သက်လို့ရှိရင်ပြောစရာရှိတာလေး ျွန်တော်ဒီ NUG ရဲ့ဒီချိန်တော့ကို MOD ရဲ့ချိန်တော့ကိုမှအောက်မှာရှိနေတဲ့တိုင်းရင်းတပ်ဖွဲ့တွေပဲဒီကိစ္စတွေကြုံနေရမှာမဟုတ်ပဲနေတိုင်းငလုံးမှာရှိနေတဲ့တိုင်းသားဒီတော်လန်ရင်းအစုအဖွဲ့တွေအားလုံးမှာတယ်ဒီစစ်တုံးမှန်ကိစ္စတွေဒီကြီးကြီးမားမားအခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတာအပြည်ထနာပါလဲဆိုတော့ဒီလူတွေကလက်နဲ့ချပြီးကျွန်တော်တိုက်ပွဲမှာလက်နဲ့ချပြီးအញ្ញန်းခလိုက်ပြီးဆိုတာနဲ့သူတို့ကိုကျွန်တော်တို့ကကိုထိလက်ရောက်နှိမ့်ဆက်ပိုင်ခွင့်ညှင်းသေးပိုင်ခွင့်မရှိဘူးတက်ဖြတ်ခွင့်မရှိဘူး